ကျွန်တော်ဘဝမှာရှိပါတယ်ခင်လိုင်တို့ဘာလို့ဆိုလို့ရှိရင်လည်းကျွန်တော်အရန်ချရတဲ့အဲ့ဒီမူးဆက်လိုပဲတပည့်သားသမီးလိုပါပဲခင်လိုင်ဆိုလည်းခင်လိုင်တယောက်ကိုချစ်ကိုချစ်တယောက်အာကျွန်တော်ဘဝမှာတားချစ်တယ်ဗောနော်သူတို့အောင်မြင်တာမြင်တယ်ဆိုလို့ရှိရင်ကျွန်တော်အရန်ဝမ်းသာတာနော်ဆိုတော့အခုလိုအချိန်နေမျိုးကနေပြောခင်လိုင်လိုပဲအဲဒီဘက်ဒေါကထဲမှာအာအရန်ကိုနာမည်ရတဲ့ဟိုလူတယောက်လူပညာရှင်တယောက် ဖြစ်လာလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်ထားတယ်ပေါ့နော်အဲမျှော်လင့်ထားတဲ့အတိုင်းလည်းဖြစ်လာမယ်လို့လည်းယုံကြည်ပါတယ်ကျန်ွေမင်းရလဲဘာလဲကိုကြာရိုးစီကပညာရည်သင်မှာဆိုဘာလဲမင်းအရက်တော့တဲ့ပညာသင်နေရလားအမဟုတ်ပါဘူးဥကြာရိုးကဒီလိုနည်းနည်းလေးအရေးဝင်သွားမှထွက်လာတတိတားဖြစ်ပါတယ်ဘာလို့မိုးစက်ကမိုးစက်ကတကယ်အောက်ခြေကနေတော့သူရှောက်လန်းအလူမီနီယံလောကတွေကိုရှောက်လန်းခဲ့ရတဲ့လူတစ်ယောက်ပေါ့နော်ဒါသူကျူးစားရတယ်ပေါ့နော် အရန်ကြိုးစားတယ်နောက်တော့သူသူ့ရဲ့ live ကိုသူတန်ဖိုးရှိအောင်နေတယ်အားလုံးနဲ့အစဉ်ပြေအောင်နေတယ်နောက်အမှုပညာနဲ့ပတ်သက်တဲ့အရေးချင်းတဲ့သူစီမှာအပြည့်အဝရှိရပေါ့နော်အပြည့်အဝရှိရဆိုတော့သူတခုခုလုပ်တော့မယ်ဆိုလို့ရှိရင်လည်းအမှုဆက်ကအောင်မြောင်လို့သူအဆက်ဆက်ရရာအပင်မဲ့ခံပြီးလွတ်တက်တဲ့အလေးချင်းလေးရှိရအဲ့တော့ဟိုအမှန်တည်းပြောလို့ရှိရင်တော့သူကတပင်လောကတွေကလူရှင်တော်လေးတယောက်အဲ့ရနေမှာ အဲကျွန်တော်တို့ကိုဗစ်ကာလတွေပိုင်းမှာတော်တော်လေးကိုအဆင်မပြေဖြစ်လာတဲ့အချိန်မှာအဲသူဒီဟိုပရဟိတအလုပ်လေးတွေလုပ်တဲ့အချိန်အချိန်ပေါ့နော်အဲ့မှာလူတွေတားတိလာခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်လည်းလည်းအတူတူလူအများနဲ့ရှိရပေါ့နော်သူလုံးသမျပရဟိတသူလူတန်းသမျကိုကျွန်တော်ကိုယ်တိုင်လိုက်ခဲ့ပေါ့နော်လိုက်ခဲ့ပြီးတော့အဲ့လိုပဲကျွန်တော်တို့ဆရာသမီးတွေတားဖားတွေနေကြရင်လည်းတဖြည်းဖြည်းနဲ့သူအမြင့်မြတ်လောကထဲမှာပို့ပြီးတော့ကျယ်ပြန့်လာတယ်ကျယ်ပြန့်လာခဲ့တဲ့အတူတော့ ဟိုအပေဦးမိုးဒီကိုလည်းသူ့ရဲ့အပေရင်းတယောက်လို့သူကစောက်ရှောက်တော့စောက်ရှောက်တဲ့ခါကျတော့အဓိကတော့အပေဦးမိုးဒီကိုဟိုတော်တော်များများအားလုံးကြီးကချစ်ကြတယ်လေချစ်ကြတယ်ဆိုတော့သူ့ကိုအပေဦးမိုးဒီရဲ့တာဟာလို့တော့မှအကုန်လုံးကထင်ကြတာတာရင်းလို့တော့ထင်ကြတာဆိုတော့အဲ့လိုမျိုးနေနေဟိုပေါ့ကိုယ်တော့ကတော့အမိုးဒီဘော့စ်အတွေ့ရှိတာဟုတ်ဦးမိုးမရှိတဲ့နောက်ပိုင်းကျတော့ဒီအပေဦးမိုးဒီက အဲတာမူးစဲနဲ့တွဲမိသွားတဲ့အခါကျတော့ဟိုပရိသတ်ဒီအမြင်မှာဟိုတော့အဲ့မိုးဒီဘော့စ်အတွဲလူမျိုးသူတို့တားဖောက်ကိုအတွဲလေးတခုလို့မြင်မြင်မိလာအဲ့တော့သူတို့ရဲ့လှုပ်ရှားမှုတိုင်းမှာမိုးစဲဖန်ကြီးတဲ့အမှုပညာအလုပ်တွေပေါ့ကြောညာတွေတော်တော်များများမှာဘလော့တွေတော်တော်များများမှာတော်တော်များများမှာအပိင်းမှုတွေတော့တွဲပြီးတော့အများနဲ့တွဲမြင်နေရပေါ့အဲ့အဲ့ခါကျတော့သူသူ့ရဲ့ဟိုအမှုပညာပုံကြီးကပူပူတော့မြင်မာလာပေါ့အဲ့ရမှာတစ်ဆင့်တခါသူ့ဟာသူ့ ဟိုအရင်တော့ကျွန်တော်တို့နဲ့ရှိတဲ့အချိန်တော့ဒါရိုက်တာနေမင်းတင်တို့ပါလို့နဲ့တွဲနေတာပေါ့နော်အာနေမင်းတင်ဟိုကဘန်ကောက်ရောက်သွားတဲ့အခါအခါကျတော့သူဆက်ပြီးတော့သူကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးတော့သူကိုယ်တိုင်ဖန်တီးတဲ့အမှုပညာတွေအများကြီးဖြစ်လာတာဟာအရန်ကိုဟိုသူ့ရဲ့ကြိုးစားမှုပါဆိုအဲဒီမှာအခုနေမင်းရမှာသူရွေးရှင်ကားကြီးမှာပရမသုစမြန်ဆိုဝမ်းသာတာပေါ့နော်ကြည်နူးတာပေါ့အဲဒီစက်မက ဟိုဘောကျွန်တော်ဟိုကျွန်တော်ဘောမှာရှိပါတယ်ခင်လိုင်းလို့ပါလို့ဆိုလို့ရှိရင်ကျွန်တော်အရင်ချရတဲ့အဲ့မူးဆက်လိုပဲတပည့်တားသမီးလိုပါပဲခင်လိုင်းဆိုလဲခင်လိုင်းတယောက်ကိုချစ်ကိုချစ်တယောက်အာကျွန်တော်ဘောမှာတားချစ်တယ်ဗောနော်တားချစ်တယ်ဆိုတော့မူးဆက်လည်းဒီတိုင်းပဲဟိုကျွန်တော်အများနဲ့ဟိုခင်လိုင်းလို့ခင်လိုင်းကိုပြင်ကျွန်တော်ပြောတဲ့စကားအတိုင်းမူးဆက်ကိုအများနဲ့ပြောပြတယ်မင်းဘာလို့မင်းဘာလို့မင်းဘာလို့ သူတို့အောင်မြင်တာမြင်တယ်ဆိုလို့ရှိရင်ကျွန်တော်အယံဝမ်းသာတာနော်ဆိုတော့အခုလိုအချိန်နေမျိုးကနေပြီးတော့ခင်လိုင်လူပဲအဲဒီဘက်ဒေါကထဲမှာအအယံကိုနာမည်ရတဲ့ဟိုလူတယောက်လူပညာရှင်တယောက်ဖြစ်လာလိမ့်မယ်လို့တော့ကျွန်တော် မျှော်လင့်ထားတယ်ပေါ့နော်အဲမျှော်လင့်ထားတဲ့အတိုင်းလည်းဖြစ်လာမယ်လို့လည်းယုံကြည်ပါတယ်အဲသူ့လည်းဟိုအခုလိုမျိုးလာအားပေးနေစစ်တောင်းစကားပြောတာပေါ့နော်အဖြစ်အများဆုံးအဲအဲ့ဒီဘဝမျိုးရောက်လာပါစေဖြစ်လာပါစေလို့ကျွန်တော်ဆုတောင်းပေးရပါတော့နော်အဲပြည်သက်တီတို့တော့ ဒီယုံကြည်မှုဆိုတဲ့အချိန်ကြာလို့ရှိရင်လည်းမူးဆက်ကိုချစ်ပြီးသားပိတ်သက်တည်းရောမူးဆက်ကိုဟိုပါတော့ဟိုထက်မှန်ပြီးတော့ချစ်ကြဖို့အတွက်အဲတခြားပိတ်သက်တည်းအားလုံးလည်းအပြည့်ကြဖို့အတွက်ကျွန်တော်သာသမီဖြစ်တဲ့မူးဆက်ရဲ့ကူစားပေါ့နော်ကျွန်တော်ဆရာတယောက်အနေနဲ့အဖေတယောက်အနေနဲ့ပေါ့နော်အားလုံးအဲဖိတ်ဖိတ်ပါတယ်ခင်ဗျာအားပေးကြပါအောင်ဝန်ရံပေးကြပါအောင်ပိတ်သက်ချစ်မှာပိတ်သက်အားပေးမှာအမှုပြညာလုပ်တဲ့ပြည်ပြာပို့ပြီးတော့အောင်မြင်ရတယ်ပို့ပြီးတော့နေရာရတာပါ ်ပါဘူး။ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။